ဒီနေ့အယောင်ဝယ်မှာအရင်အရေးပါတဲ့ context ဆိုတဲ့အကြောင်းအရာလေးကိုနည်းနည်းသေးစိတ်ကြည့်ကြအောင်လားဟုတ်ကဲ့ကောင်းပါတယ်ကျမတို့လေ့လာထားတဲ့အရင်မြစ်တီထဲမှာ Arjo ရဲ့ YouTube channel ကအချက်လက်တွေလည်းပါတယ်အဲ့မှာဒီ context ကိုနားလည်ခြင်းကအောင်မြင်မှုဘလောက်အရေးပါလဲဆိုတော့ပြောထားတယ်อืมအထူးသဖြင့် usual နဲ့ unusual context ပေါ့အဲ့ဒါတွေကဘာလဲဘလို့ kwa လဲဆိုတာကိုအဓိကဆွေးနွေးကြည့်ကြတာပေါ့လေဟုတ်တယ်ဒီ Arjo ရဲ့ source မှာပြောထားတဲ့ context ဆိုတာကလေး um အယောင်းဝယ် entry point ရှာတဲ့ area တခုဒါမဟုတ်ဈေးနှုန်းရဲ့ keying တခုလို့ပြောလို့ရမယ်ထင်တယ် keying ဟုတ်တယ်သူမှာအခြေခံအုတ်မြစ်သူကတော့ narrative လို့တုံထားတယ်အဲ့ဒီ narrative ကနေ pit mark target ပေါ့အဲ့ဒီ target စီသွားမယ်လမ်းကြောင်းတခုလုံးကိုဆိုလိုတာ or narrative နဲ့ target အဲ့ဒါဘယ်လိုနေရာမျိုးနေလဲဥပမာလေးပေးလို့ရမလားကြပါတယ် narrative ဆိုတာကဈေးကွက်ချက်ကအရေးကြီးတဲ့အစဖြူတဲ့နေရာပေါ့ဆိုကြပါစို့ fair value gap FVG လို့နေရာမျိုး FVG ဟုတ်ကဲ့ဒါမှမဟုတ် swing point လို့အရေးပါတဲ့ဈေးအနစ်အမြစ်နေရာမျိုးပေါ့ target ကကြတော့အဲ့ဒီ narrative ကနေဈေးနှုန်းတွားနိုင်လောက်တဲ့ဆန့်ကျင်ဘက်ကပထမဆုံးတွေ့ရမယ်အတားစီ PDR ပေါ့ price delivery array အာဟုတ်ပြီဆန့်ကျင်ဘက် PDR ဟုတ်တယ်ဒါလည်း swing point တစ်ခုခုဖြစ်နိုင်တယ်ဒါမှမဟုတ်တခြား PDR တစ်ခုခုပေါ့ဆိုတော့ context ဆိုတာအဲ့ဒီ narrative ကနေ target စီတွားမဲ့လမ်းကြောင်းကိုကြိုမြင်ထားတဲ့မူပေါင်းတစ်ခုပဲရှင်းထားပါပြီဒါဆိုပထမဆုံး usual context အကြောင်းပြောကြည့်အောင်ဒါက trader တွေမျိုးလင့်နေကြပုံမှန်အခြေအနေမျိုးလားအတိအကျပဲ usual context ဆိုတာကအဲ့ဒီ narrative ဥပမာ FVG ပေါ့အဲ့ကနေ target ဥပမာစမ်းကျင်ဘက်က swing point ဆိုပါတော့အဲ့ဒီစီကိုဈေးနှုန်းကတဲတဲမဲ့မဲ့ဥတီတွားနေတဲ့အခြေအနေမျိုးอืม ်ဗီရှင်းရှာဖို့ဘယ်ချိန်စောင့်ရမလဲဆိုတာကိုသတ်မှတ် ပေးတဲ့နည်းနည်းမဲ့ boundary လို့ဖြစ်နေတာပေါ့ဟုတ်ကဲ့အာချိုရဲ့ source မှာဒီ target တွေကို defense lines တွေနဲ့တောင်ထပ်ခွဲပြထားတယ်လေအော် defense lines ဟုတ်တယ်ဥမာ first line of defense FLOD မှာဆိုရင် FVG ဒါနေ swing point ဒါမှမဟုတ် previous candle high လို့မျိုး PDR ကို target ထားတာပေါ့အင်း now overlapping defense OD ဆိုရင် fair value area FVA ကနေ swing point လို့မျိုး last line of defense LOD ကြတော့ swing low high sweep ကနေ opposing PDR အထိပေါ့။မြားကြီးပဲနော်။ဟုတ်တယ်။အရေးကြီးတာတစ်ခုက target ကိုရောက်သွားပြီဆိုတာနဲ့ um context အတိတ်မတွေ့မချင်း entry ရှာတာခဏရပ်ထဖို့သူကကြံပြထားတယ်။ဩဟုတ်ကဲ့ဒါကအရေးကြီးတဲ့ချက်ပဲ။ target ရောက်ရင်ရပ်ထရမယ်။ဒါပဲနဲ့ဈေးကွက်ကအမြဲတမ်းအဲ့လို usual context အတိုင်းတွားချင်မှလဲတွားတာလေနော်။ဟုတ်တယ်ဟုတ်တယ်။အဲ့လိုလွဲတွားတဲ့အခါအဲ့ဒါကို unusual context လို့ခေါ်တယ်ထင်တယ်။အဲ့ဒါကြောင့်ဘလို့ဖြစ်လာတာလဲ။မှန်ပါတယ်။ အဲ့ဒါကကို့မျော်မှန်းထားတဲ့ usual context ကအလုံးမဖြစ်တော့တဲ့အခြေအနေပေါ့ FVG ကနေ target စီသွားမယ်ထင်ပေမဲ့မသွားတော့ဘူးကြာရှုံးသွားတာကြာရှုံးသွားတာဟုတ်တယ်အဲ့ဒီခါမှာဈေးကွက်ရဲ့ dynamic ကပြောင်းသွားပြီ fair value ပြရာ offering fair value ဆိုတဲ့ခံမလွယ်တဲ့အခြေအနေကနေ liquidity ရှာတာ seeking liquidity ဆိုတဲ့အခြေအနေကိုကူပြောင်းသွားတယ်လို့အားကြားဆိုလိုတာ liquidity ရှာတာဥပမာ ဈေးက FVG ကိုပြန်ဆန်းတယ်။ဒါပေမဲ့ usual target C ဆက်မတန်နိုင်ပဲအ FVG ကိုဖောက်ထားသွားပြီးတခြား liquidity pool ရှိနိုင်တဲ့နေရာဥပမာ အရန် swing low high မျိုးစီဥတီသွားတာပေါ့။အော်အဲ့ဒါက usual context အလုံးမလုပ်တော့ဘူး။အခု unusual context စပြီးဆိုတဲ့ signal ပဲ။ဒါဆို unusual context ဖြစ်လာပြီဆိုရင် trader ကဘယ်လိုလုပ်ရမလဲ။ချက်ချင်းမဲ့ liquidity z light ရောင်းဝယ်ရမှာလား။ ဒီနေရာမှာနည်းနည်းတရိထားရမယ်အာဂျိုရဲ့အစော်ရ unusual context ဖြစ်ပြီးဆိုရင်တော့ချက်ချင်းဝင်တာမဟုတ်ဘူးဟုတ် သူတို့ကအဲ့ဒီ liquidity ပန်းတိုင်အတ္တစီဥတီနေတဲ့ usual context အတ္တတခုပေါ်လာတာကိုစောင့်နေလို့ဆိုတယ်အော် unusual တဲ့မှာ usual အတ္တကိုပြန်ရှာတာပေါ့ဟုတ်ပါတယ်ဥပမာအဲ့ဒီ liquidity target စီတောင်းနေတဲ့လမ်းမှာ fbg အတ္တတခုပေါ်လာရင် အဲ့ဒီ FVG ကို narrative အဖြစ်ပြန်သုံးပြီးအဲ့ဒီ liquidity ကို target ထားတဲ့ usual context တခုကိုပြန်ဖန်တီးပြီးအယောင်းဝယ်လုပ်ကြတာမျိုးအာတဘောပေါက်ပြီးဥပမာတွေကိုရှိလာတယ်လို့မျိုးရှိပါတယ် source မှာ cat jby လို့ crude oil လို့မှာဒီလိုအပြောင်းအလဲတွေဖြစ်ပုံကိုဥပမာပေးထားတယ်အရေးကြီးတာက ကို boundary ကိုမှန်မှန်ကန်ကန်တတ်မှတ်တတ်ဖို့ပဲ boundary ဆိုတာ narrative နေရာကိုပြောတာလားဟုတ်တယ် ဖေဗီဂျီကိုဘောင်ဒရီထားတာအလို့မဖြစ်တော့ရင်နောက်တစ်ဆင့်ဖြစ်တဲ့ swing high low sweep ကိုဘောင်ဒရီအဖြစ်ပြောင်းတောင်းဖို့လိုကောင်းလိုလာနိုင်တယ်။မာယွေးနဲ့ပီဒီယာဟို target အဖြစ်ဆက်တုံးနေရင်တော့ဟွာလေတိကျမှုကြားတော်နိုင်တယ်ပေါ့။ဟုတ်ကဲ့ရှင်းပါတယ်။ဒါဆိုအနည်းရှုရရင်တော့ context ဆိုတာကအယောင်းဝယ်လို့ဖို့ရှင်းလင်းတဲ့လမ်းညွှန်မှုပေါင်းတစ်ခုပေးရပေါ့။ narrative အစမတ်ကန်ဒီ target ပန်းလိုက်ထိဟုတ်ပါတယ်။ usual context ကဈေးွက်ပုံမှန်အတိုင်း fair value ပေးနေတာကိုပြပြီး unusual contest ကကြတော့အလန်းကြုံကြိုးပေါက်ပြီးဈေးကွက်က liquidity ရှာတဲ့ဘက်ကိုဥတီသွားပြီးဆိုတာကိုပြရတယ်။အတိအကျပါပဲ။ဒီနှစ်ခုကိုခွဲခြားနိုင်ရင်ဈေးကွက်ကဘာလုံးနေလဲပူနာလဲပြီးကိုယ်ဆုံးဖက်ချက်တွေပိုကောင်းလာနိုင်တာပေါ့။ဒါဆို trader တွေအတွက်တော်တော်အတုံးဝင်မဲ့အမြင်တစ်ခုပဲနော်။ဟုတ်ကဲ့။နောက်ဆုံးအနေနဲ့အရင်အမြင်မှာထက်ခါထက်ခါပြောထားတဲ့အချက်လေးတစ်ခုနဲ့နေကုန်းချုပ်ချင်ပါတယ်။ဒီ context အပြောင်းလဲတွေ usual ကနေ unusual ဖြစ်သွားပုံတွေကိုတကယ်လက်တွေ့ကြကြနားလဲပို့ဆိုရင်လေ။ theory ကြီးပဲမဟုတ်ပဲ case studies တွေတကယ်ဈေးကွက်ထဲကဥပမာတွေနဲ့လေ့လာတာကအကောင်းဆုံးလို့သူကဆိုထားတယ်။ဟုတ်ကဲ့လွတ်တွေ့လေ့လာမှုကအရေးကြီးတာပေါ့။ဒါကြောင့်စဉ်းစားစရာလေးတစ်ခုထားခဲ့ချင်တာကတော့ဒီလို usual နဲ့ unusual context အပြောင်းလဲတွေကိုကိုယ်တိုင်သတိပြုမိလာတာနဲ့အမျှဈေးကွက်ကိုချင်းကတ်ပုံတုံးသက်ပုံတွေကတော့ဘလို့များပြောင်းလဲတိုးတက်လာနိုင်မလဲဆိုတာပါပဲ။ဟုတ်ကဲ့စိတ်ဝင်စားစရာစဉ်းစားစရာလေးပါပဲ။ဒီနေ့ဆွေးနွေးမှုအတွက်ကျေးဇူးတင်ပါတယ်။